တော့ရစစ်တာပုံမှန်ထုတ်လုပ်နေတဲ့အော်ကြောက်မီးသွေးပေါ့နော်ပြီးလို့ရှိရင်2023ခုနှစ်မှာတဲ့ဆက်မှုဆုံးဆက်ယုံခေါင်မိုးတွေပေါ်မှာတင်ပြီးတော့မှနေအောင်ကြီးစွမ်းအင်ကိုအော်1 1ကီလိုနာရီကို85ကျပ်နှုန်းနဲ့အစိုးရဝယ်ယူပေးနေတယ်ပေါ့နော်ဆိုလို့ရှိရင်ပုတ်ကလစ်ကတွေကနေအဲပုတ်ကလစ်ကဥမာထားပါတော့ဒီစီဒိုနာဟိုတယ်ပေါ့စီဒိုနာဟိုတယ်က အဟိုပေါ့ဒီ EPC ကနိုင်ငံတော်လျှက်စစ်တပ်အောက်ယူနေရတယ်သို့တော်လည်းသူက24နာရီမရတဲ့အခါမှာကြံတဲ့ဟာကိုဘာနဲ့လုပ်မလဲဆိုကိုကကိုဆိုလာခေါမိုးပေါ်တင်မယ်ဆိုလည်းတင်လို့ရပါတယ်ရှင်တင်ပြီးတော့မှကိုခေါ်တဲ့သုံးမယ်သုံးပြီးပို့တဲ့ဟာကိုလည်းနိုင်ငံတော်ပြန်ရောင်းလို့ရပါတယ်တော့အဲ့ဒါကိုပြောချင်တာဖြစ်ပါရှင်အဲ့ဒါကိုနိုင်ငံတော်ကနေပြီးတော့မှ1ကီလိုနာယု85ကျပ်နှုန်းနဲ့အစိုးရနေဝယ်ယူပေးနေတယ်ဝယ်ယူပေးနေပြီမဲ့ကြံ့ငွေတန်ဖိုးကျဆင်းတာအကြောင်းမလို့ထုတ်လုပ်မှုစည်းကိုမကာမိပဲနဲ့ အဲဒီရင်းနှီးမြုပ်နှံမှုတွေနည်းနေကြတာပေါ့နော် ကိုကိုအတွက်ကိုပဲလုံလောက်ယုံတင်ပေါ့နော်ဆက်ယုံနေဆိုလဲဆက်ယုံခေါမိုးမှာဒီဆက်ယုံလက်ပတ်ယုံတင်လေးပဲအဲရင်းနှီးမြုပ်နှံပြီးတော့မှပို့ပို့တာတာရင်းနှီးမြုပ်နှံပြီးတော့ပို့တာကိုနိုင်ငံတော်ရောင်းပေမဲ့85ကျပ်နှုန်းနဲ့ပဲဆိုမကိုက်တဲ့အခါကျတော့မရင်းနှီးမမြုပ်နှံကြတာဖြစ်ပါရဲ့ရှင့်အဲနောက်တစ်ခုမင်းဘူးပေါ့ရှင့်ဒါမကွေးပါရှင့်မင်းဘူးနေအောင်ကြီးသုံး ဓာတ်အားပေးစက်ယုံ40မဂါဝတ်ကနီးပညာအခက်ခဲကြောင်းအပြည့်အဝမလည်ပတ်နိုင်သေးဘူးပေါ့နော်နော်အဲ့ဒါလေးတွေရှိတယ်။နောက်ပါဝါချိုင်းနာဆောင်ရွက်လျက်ရှိတဲ့နေအောင်ကြီးသုံးဓာတ်အားပေးဆက်ယုံဟာအဲဒီ2021ခုနှစ်မှာတပြေဝ30မဂါဝ2022ခုနှစ်မှာတောင်တော်ကွင်း20မဂါဝ2023ခုနှစ်မှာကင်တာ30မဂါဝစေတုတ်တရာ30မဂါဝကြီးအောင်ကြီးဝ30မဂါဝပေါ့နော်။အဲဒါတွေလုံနေတာကိုတွေ့ရပါတယ်။ဆိုတော့ကျွန်မထင်တာဒီ အဲဒီ power china ကနေပြီးနေအောင်ကြီးသုံးလျက်စစ်တပ်အားပေးနေရတော့ကောင်းနေတဲ့ပုံရှိပါရှင်ခုနကသို့တော်လဲအဲဒီဒီမဟာဓာတ်အားလိုင်းကိုကိုရောင်းချနေတာ6ခုပဲရှိတယ်ဆိုတာဒီ power china ရဲ့ဒီ6ခုကိုပြောတာဖြစ်မှာပါရှင်အဒီမှာတော့5ခုရှိတာပေါ့နော်ဆိုလို့ရှင်တပြေဝတောင်တော်ကွင်ကင်တာစေတုတ်တရာချီအောင်ကြီးပါဆို5ခုဒါပေမဲ့ total မှာ6ခုပဲရှိတယ်ဆိုတော့လေစုစုပေါင်း6ခုပဲရှိတယ်ဆိုတော့တော့ပုတ်ကလစ်ကနေအောင်ကြီးစွန့်ရင်နဲ့ဓာတ်အားပေးခြင်းစုစုပေါင်းစာချုပ်ပမာဏဟာ2000 150မဂါဝချုပ်ဆိုထားပေမဲ့လည်း145မဂါဝသာ ထုတ်လုပ်နိုင်သေးတယ်ပေါ့နော်အဲနိုင်ငံတော်ကနေပြီးတော့မှဒီနေအောင်ကြီးနဲ့ဒီဆိုလာကိုရင်းနှီးမြှုပ်နှံပြီးတော့မှအဲနိုင်ငံတော်ကဝယ်မယ်နိုင်ငံတော်နဲ့စာချုပ်ချုပ်ထားတယ်အဲသို့တော်လည်း2150မဂါဝတ်ဖိုးစာချုပ်ချုပ်ထားပေမဲ့တကယ်တမ်းထုတ်လုပ်တာ142မဂါဝတ်သာရှိတယ်ဆိုအဓိကတော့စီးပွားရေးအရတွက်ချေမကိုက်ကြတဲ့အချိန်မှာသူရင်းနှီးမြှုပ်နှံတာမလုပ်ဘဲနဲ့ဟိုအချိန်ဆွဲထားကြတဲ့ပုံစံလည်းရှိပါတယ်ရှင့် နောက်ဆုံးတစ်ခုကတော့လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအခြေအနေပါရှင့်2023ခုနှစ်စံပိုင်းမှာလေအားလျှပ်စစ်ဖြစ်နိုင်စွမ်းကိုလေ့လာပါတယ်ကျွန်တော်တို့လေအားလျှပ်စစ်ကိုအရင်အစိုးရတွေအထိတိတ်မပြောခဲ့ပါဘူးရှင့်ဒီပြီးခဲ့တဲ့နဆကအစိုးရပေါ့နော်ဒီဒီ၄၅နှစ်နောက်မှာလေအားလျှပ်စစ်ဖြစ်နိုင်စွမ်းလေ့လာတာတွေလုပ်ပါတယ်ဆိုလို့ရှိရင်လေအားလျှပ်စစ်ဆိုတဲ့အတွက်လေတိုက်တဲ့နေရာတွေပေါ့နော်ဥပမာအကွာမှာ90မဂါဝတ်အမ်းမှာ150မဂါဝတ်နဲ့တန်တွဲမှာ130မဂါဝတ်တို့ကို ဒီ feasibility study ဆောင်ရွက်ခဲ့တယ်ပေါ့နော်အဲသို့တော်လဲအဲသို့တော်လဲ2023နိုဝင်ဘာနေ့စပြီးတော့မှဒီရခိုင်ဘက်မှာအကြမ်းဖက်မှုတွေပေါ်ပေါက်လာတဲ့အတွက်အဲဒါတွေလဲရပ်နားထားရတဲ့အခြေအနေမှာရှိပါတယ်ရှင့်နောက်2023ခုနှစ်မှာပဲရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းဒေသကြီးတို့မှာလေအားလျှပ်စစ်စွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်ရေးနားလည်မှုစာကျွန်းလွှာ၈ခုထိုးခဲ့တယ်လို့သိရပါဗျ။နောက်စုစုပေါင်းပမာဏ1230မဂါဝတ်ဖြစ်ပါတယ်ရှင်။အဲသို့တော်လည်းခုနပေါ့နော်၊ဂွားရင်အန်းရင်တန်တွဲရင်ဆိုတာလက်တလုံးမဖြစ်နိုင်ပါဘူး။အဲအေယာဝတီတိုင်းဒေသကြီးကတော့ဖြစ်နိုင်တာဖြစ်ပါတယ်ရှင်။နောက်စွမ်းအင်တင်သွင်းခြင်းပါရှင်။စွမ်းအင်ကမလွန်လောက်တဲ့အခါကျမတို့ဝယ်ယူနေရတယ်။ဆိုလို့ရှင်တကယ်တမ်းဆိုလို့ရှင်ဒီအဲထားပါတော့နော်ဒီအိမ်နီးချင်း အနိုင်ငံနေနဲ့ဒေတာရဲနိုင်ငံနေနဲ့ကျွန်တော်တို့လျှက်စသွယ်တန်းပြီးလို့ရှိရင်ကျွန်တော်တို့ကရောင်းရမယ်စားကျွန်တော်တို့ကအခုပြန်ဝင်နေရတာပေါ့နော်ပြန်ဝင်နေရတဲ့ဒေတာတွင်းနိုင်ငံများရဲ့ဓာတ်အားလိုင်းချိတ်ဆက်ရန်ရည်ရွယ်ကြည့်ပြီးတော့မှအမှန်မှာတော့ဒေတာတွင်းနိုင်ငံနေနဲ့ဓာတ်အားလိုင်းချိတ်ဆက်ထားတယ်ဆိုဒါကားလန်းလိုပဲအသွောင်းအပြောင်းရတာပေါ့နော်ကိုဝယ်ခြင်းလဲဒီဓာတ်အားလိုင်းကနေယူပို့လိုက်အောင်မယ်ကိုရောင်းခြင်းတယ်ဆိုလဲဒီဓာတ်အားလိုင်းကနေ ရောင်းလိုက်ရုံပဲဆိုတော့ဒါအားလိုင်းချိတ်ဆက်ဖို့ရည်ရွယ်ပြီးတော့မှစွန့်ရင်တင့်သွင်းရန်ဆောင်ရွက်နေခြင်းကလည်းတိုးတက်မှုနှေးကွေးနေတာကိုတွေ့ရှိရပါတယ်တဲ့2024ခုနှစ်ကုန်ပိုင်းမှာတာချီလေးကျိုင်းကျိုင်းတုံကနေတဆင့်လာအိုးမြန်မာဒါအားလိုင်း230 kV ပေါ့နော်အဲကျမ KV တွေမဂါဝတ်၄ကီလိုနာရီတွေပြောတော့ပြောနေကျမနားတော့မလဲဟိုအင်ဂျင်နီယာတွေတော့ဒီထဲမှာပါတယ်နားလဲမှာပါရှင့်ဒီဒါအားလိုင်းကိုတော့ KV နဲ့တိုင်းတာထင်တယ်ရှင့် ကီလိုဗို့ထနဲ့နော် kV နဲ့တိုင်းတာဖြစ်ဖြစ်မှာပါရှင့်ဆိုလို့ရှိရင်လာအိုးမြန်မာဓာတ်အားလိုင်းကိုဒီတာချီလိုက်ကျိုင်းတော်ကနေတစင်ဆွဲတယ်ပေါ့နော်2004ခု2024ခုနှစ်ကုန်ပိုင်းမှာဆွဲမယ်2026ချီတော့ဒီကျိုင်းတော်ကနေမိထီလာအထိဒီပြည်ပြည်ရင်းထဲကိုရောက်လာမယ်ပေါ့နော်ဒီဓာတ်အားလိုင်းကအဲအဲ့ဒါလေးကိုစီစဉ်လေးရှိတာကိုသိရှိရပါတယ်နောက်2026ခုနှစ်မှာစပြီးလာအိုးကနေ600မကာဝအဲရောင်းနိုင်ရေးစီစဉ်ထားတယ်ဆိုတော့ ိုသူတို့ကရောင်းမှာကျမတို့ကဝယ်ရမှာပါရှင်အဲ့လိုတော့ဖြစ်ပါတယ်ဆိုတော့အခါကျတော့ကျမတို့ကအိနီချင်းနိုင်ငံနေနဲ့ဆိုထိုင်းနဲ့အိနီအိထိုင်းနဲ့နေဆတ်ဆိုလည်းမအေးချမ်းဘူးတရုတ်နဲ့နေဆတ်လည်းမအေးချမ်းဘူးအိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့နေဆတ်လည်းမအေးချမ်းဘူးအေးချမ်းတာဆိုလို့ကျမတို့ကလာအိုစ်နဲ့အိနီချင်းဖြစ်ရတာဆိုတော့တော့နိုင်ငံအသေးလေးဖြစ်တဲ့အခါကျတော့ကိုယ်ကလည်းဘာမှမလုပ်တော့အဲ့ဒီအဲ့ဒီရှမ်းအရှိတပေါက်လေးပဲရှိနေတာဖြစ်ပါရဲ့ရှင်။နောက်တရုတ်မြန်မာ ဓာတ်အားပို့လွတ်တဲ့မဟာဓာတ်အားလိုင်းပေါ့နော်တရုတ်ပြည်နဲ့မြန်မာပြည်နဲ့ဆက်ထားတဲ့ဓာတ်အားပို့လွတ်တဲ့မဟာဓာတ်အားလိုင်းကနော်ကိုကတ်နဲ့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမူဆယ်နဲ့အဲမူဆယ်တို့နဲ့နော်စွန့်အင်တင်ပို့ဖို့လို့အတွက်ရွှေလီတင့်နဲ့တပိန်တင့်ဆယ်များဆောင်ရွက်ရန်ရည်ရွယ်ထားတော်လဲအခုချိန်ထိဟို high voltage line or h high voltage line မတွေ့တန်းနိုင်သေးဘူးပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကရောင်းမယ်လို့ပြောပြရင်လည်းကျမတို့ကမလုပ်ရမလဲဆိုရင်ဓာတ်အား line တွေ high voltage line တွေတွေ့တန်းရမယ်ဒီလိုတွေ့တန်းမှုလို့အတွက်ရောင်းမှုလို့အတွက်အဆင်သင့်မဖြစ်သေးတာဖြစ်ပါလေရှင်ပြီးလို့ရှိရင်လည်းသူကရှမ်းမြောက်တရုတ်တရုတ်ပြည်ရောင်းမှာဆိုတော့ရှမ်းမြောက်ကိုဖြတ်ရမယ်ကိုကန့်ရဲ့ဝရဲ့မူဆယ်ရဲ့ဖြတ်ရမယ်ဆိုတော့ဒီဒေတာတွေကလည်းမအေးချမ်းတဲ့ဒေတာဖြစ်နေပါလေရှင်ဝယ်ယူခြင်းလည်းအဆင်မပြေဘူးအဲကိုကရောင်းခြင်းလည်းအဆင်မပြေဘူးဖြစ်နေပါလေနောက်အောင်မြင်မှုကတော့ဘယ်ပေါ်မူတည်နေလဲဆိုရင်လုံခြုံရေးအခြေအနေပေါ်ပါပါပဲ মুটি নিরাপ সে পারে সে